ခရစ်သက်ရဲ့2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့မြန်မာသက်ရဲ့1389ခုနှစ်ဒေါ်လာကန်3ရက်နေ့စနေနေ့တွင်ခရစ်သားမိသားတွေတရက်တာကကြပါအခြေအနေများကိုဟောပြောပေးပါမယ်ဖြစ်ပါလေခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများကခုလိုတင်ဆက်ဟောပြောပေးနေတဲ့ဗီဒီယိုဟောဆရာလေးတွေကိုအမြဲကြည့်ရှုအပ်ပေးလို့ရအောင်ကျွန်တော်ရဲ့ TikTok အကောင့်ကို follow မလုပ်ရသေးဘူးဆိုရင်မိဘရှိတဲ့အပေါင်းအသင်းကိုလိမ့်ပြီးတော့ follow လုပ်ထားပေးလို့ရပါတယ်ခင်ဗျာ။ကဲတော့ပထမဆုံးတနေ့ခုလေးသာသီးရအတွက်စသီးတော့ ဖော်ပြပေးပါပဲဖြစ်ပါတယ်။တနင်္ဂနွေသားမီးများဟာနိုဝင်ဘာလ22ရက်နေ့စနေနေ့မှာဆိုရင်ဖြစ်စိတ်ချမ်းသာမှုပျော်ရွှင်မှုတွေကိုအများဆုံးရရှိပါလိမ့်မယ်။ချစ်သူခင်သူတွေရဲ့အကူအညီကောင်းတွေကိုရရှိနေနိုင်လိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာ။ဒီကနေ့လို့နေမျိုးမှာခရီးနဲ့ပတ်သက်တဲ့အကြောင်းသိစားရက်တွေလည်းပဲဖြစ်ပေါ်စေနိုင်ပါတယ်လို့တွေးရပါတယ်။အဲ့တော့သူများရဲ့လက်ဆောင်ဖြစ်ပြီးရရှိတာမျိုးတွေသူတို့ဘာကိုလက်ဆောင်ပေးရတာမျိုးတွေလည်းပဲကြုံတွေ့ရနိုင်တယ်ဆိုတာကို တွေ့ရပါပြီ။ဘာဖြစ်ဖြစ်ဒီကနေ့ဟာတနင်္ဂနွေသားမျိုးများအတွက်အလို့ကိုစိတ်ချမ်းသာပြီးပျော်ရွှင်ရမယ့်ဒါနေကောင်းရက်တာတစ်ခုဖြစ်တယ်လို့တွေ့ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တနင်္လာသားမျိုးများအတွက်နိုဝင်ဘာလ22ရက်နေ့စနေနေ့ရက်ကကြမ္မာအခြေအနေပဲဖြစ်ပါတယ်။တနင်္လာသားမျိုးများဟာဒီလိုနေမျိုးမှာအခက်အခဲလေးတွေနည်းနည်းပါးကြုံရနိုင်ပါတယ်။ဒါပေမဲ့ဒါလေးကိုဖျက်ချော်ပြီးတော့တိုးတက်အောင်မြင်မှုတွေကိုလည်းပဲရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာ။ဒီကလေးလိုနေမျိုးမှာ စိတ်တက်ကြနေတာလို့စိတ်အားငယ်နေတာတို့ဖြစ်နေလို့မရပါဘူးကိုကိုကိုယုံကြည်မှုအပြည့်ထားပါဘလို့အခက်အခဲဘလို့အတားအသီးမျိုးကိုပဲဖြစ်ဖြစ်ရင်းဆိုင်ကြော်ပြတ်နိုင်တယ်ဆိုတဲ့စိတ်တက်ဆွမ်းအားတွေရှိဖို့လိုပါတယ်ဒါမှသာလေပုံပုံပြီးတော့တိုးတက်အောင်မြင်မှုတွေကိုရရှိကစီနိုင်ပါလိမ့်မယ်လို့ပြောကြားပေးလိုက်ရပါတယ်ညာအေးပါသားမိများတို့လိုဝီပါလာ22ရက်နေ့စနေနေ့ရက်ကကြမ္ဘာအခြေအနေပဲဖြစ်ပါတယ် ်ဒီမှာသားပြီးများဒီလိုနေကျိုးမှာမထင်မှတ်တာတွေမမျှော်လင့်တာတွေအံ့အားသင့်ပွေရာဖြစ်ပျက်တွေနဲ့တူကောင်းသောတိုးတက်ကြောင်းလဲမှုတွေကိုကြုံတွေ့ရနိုင်ပါတယ်အဲ့တော့ခက်ခဲကြတဲ့ကနေစူးစမ်းရုံးကန်ပြီးတော့အောင်မြင်မှုအဆင်ပြေမှုတွေကိုရရှိသိနိုင်ကြလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာဒီကလေးလိုနေမျိုးမှာအနှောက်အယှက်လေးတွေလည်းပဲရှိနိုင်ပါတယ်ဒါတွေကိုကောင်းမွန်စွာဖြတ်ကျော်နိုင်ပါလိမ့်မယ်ပညာရေးကံဘာသာရေးကံတွေလည်းအလွန်ကောင်းသလိုငွေကြေးစည်းဝါးလက်လာပါတွေလည်းပဲ ဝင်လန်းလို့တာပါလိမ့်မယ်ခင်ဗျာမိစေများကဂျာခုလိုမျိုးပေါ့နော်ဒါခေါနေရသားမီးတွေကိုကျွန်တော်ဟောပြောပြတဲ့ဗီဒီယိုဟောသန်းလေးကအားလုံးနဲ့တစ်ထပ်သေးကြပြီးတော့အမြဲတမ်းတိုက်ဆိုင်နေဖို့တော့မလွယ်ပါဘူးခင်ဗျာတဦးချင်းတယောက်ချင်းမှာကိုယ့်ရဲ့အကြောင်းကိစ္စတွေကိုအသေးသေးသိကျင်မေးကျင်ပါလေဆိုတဲ့သူတွေက ကျွန်တော်ရဲ့ဒီ TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ဗီဒီယိုမြန်လို့ရပါတယ်။အဲတော့ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကလည်းပဲအခုဒီနိုဝင်ဘာ20ရက်နောက်ပိုင်းလေးကျွန်တော်ရန်ကုန်မှာရှိပါတယ်။ကျွန်တော်နဲ့အပြင်မှာလူတွေ့တွေ့ဆုံမိ мян ချင်ပါတယ်ဆိုတဲ့မိတ်ဆွေများကကျွန်တော်ကိုကြိုတင်ဆက်သွယ်စာရင်းပေးပြီးတော့တွေ့ဆုံမိ мян လို့ရပါတယ်ခင်ဗျာ။ဒါလေးကတော့ဂျာပြတ်ကြော်ညာဝင်ခြင်းပဲဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ဗုဒ္ဓဟူးသားမိများအတွက်နိုဝင်ဘာလ22ရက်နေ့ရက်တရက်တာကကြပါအခြေအနေပဲဖြစ်ပါတယ်ခင်ဗျာဗုဒ္ဓဟူးသားမိများဟာဒီလိုနေမျိုးမှာရံအတိုင်းခိုင်လေးတွေဂျုံတွေ့ရတတ်ပါတယ်အနောက်ရှက်တွေဓာတ်တွေကနေပြီးတော့ဒါခက်ခဲတွေကိုဒါကြိုးစားရုန်းကန်နေရမဲ့ပုံစံမျိုးလေးတွေကိုသွားတွေ့ရပါတယ်ဒီလိုနေမျိုးမှာသွားလာလာလာလှုပ်ရှားလာလေးတွေမှာခယူးဆိုင်ပါထိကြိုက်စေတတ်တဲ့အန္တရာယ်လေးတွေကိုတွေ့ရပါတယ်ခင်ဗျာ သူတစ်ပါးရဲ့အကြောင်းမဲ့နှောက်ယှက်တိုက်ခိုက်မှုတွေကိုလည်းခံရတတ်ပါတယ်။ဒါကိုယ်တိုင်လည်းပဲစိတ်မကြည်မလင်ဖြစ်နေတတ်တဲ့ပုံစံမျိုးလေးတွေညာစွာဖြစ်ပေါ်စေနိုင်တဲ့နေ့တစ်နေ့ဆိုတာကိုတွေ့ရပါတယ်။ဒါတော့မိမိကိုယ်မိမိလည်းပဲခယူဆိုင်ဖို့လိုအပ်နေပါတယ်လို့မှာကြားလို့ပါတယ်ခင်ဗျာ။ကြာသာပရိသတ်မိများတွေနိုဝင်ဘာလ22ရက်နေ့ရဲ့ကကြပါအခြေအနေပဲဖြစ်ပါလေကြာသာပရိသတ်မိများဟာဒီလိုနေမျိုးမှာကျမ်းမာရေးကိစ္စလေးတွေဖြစ်ပေါ်စေတတ်တဲ့ ဒါလေးထံမှာကောင်းဖြစ်ကျင်တယ်လို့ဖြစ်တတ်ပါတယ်။နောက်သူတော်ဘာရဲ့ကျမ်းမာရေးကိစ္စတွေကိုကုညီဆောင်ရွက်ပေးရတာလို့လေးတွေကြုံရတတ်ပါတယ်ခင်ဗျာ။ဒီလိုနေမျိုးမှာသွားလာလာလေတာထိုင်တာလေးတွေခယူဆိုင်ပြပါအမှားယွင်းလေးတွေပြဿနာလေးတွေထိခိုက်စေနိုင်တဲ့အခြေအနေမျိုးလေးတွေကိုကြုံရတတ်ပါတယ်။ကိုယ်ပါပဲလှုပ်လို့ပူလုံးနေတဲ့အလုံးလေးတွေမှာအနှောက်အယှက်လေးတွေပေါ်ပေါက်လာရပါတယ်။ဒါဒီလိုနေမျိုးမှာစိတ်တဘောထားအမြင်အယူအဆကွဲလွဲမှုလေးတွေကြုံရတာဖြစ်တဲ့အတွက်သတိထားဖို့လိုပါတယ်။ တောက်ကြသားမိများအတွက်နိုဝင်ဘာလ22ရက်နေ့ရက်ကကြမ္မာအခြေအနေပဲဖြစ်ပါတယ်။တောက်ကြသားမိများဟာဒီလိုနေမျိုးမှာစိတ်ချမ်းသာမှုပျော်ရွှင်မှုတာယာကြည်လွတ်မှုတွေကိုရရှိမယ်။ပြီးပြီးသာသာတိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာ။ဒီလိုနေမျိုးမှာကံတရားရဲ့မျက်နှာသာပေးမှုတွေကိုရရှိမယ်။ ကံအခွေအလန်းကောင်းတွေပေါ်ပေါလို့လာပါလိမ့်မယ်။မျက်နှာပွင့်လာပြီးတော့လူကြည့်လူခင်တွေလည်းပေါ်များပါလိမ့်မယ်။နောက်ရဝေးနဲ့ပတ်သက်တဲ့အကူအညီကောင်းထောက်ပံ့ကောင်းတွေအဆက်အသွယ်ကောင်းတွေကိုလည်းပဲရရှိသိနိုင်ပါလိမ့်မယ်လို့ပေါ်ကြားလိုက်ရပါတယ်ခင်ဗျာ။ကဲစနေသားမီးများအတွက်နိုဝင်ဘာလ22ရက်နေ့ရက်ကကြမ္မာအခြေအနေပဲဖြစ်ပါတယ်။ စရိသာသီးများဟာလည်းဒီလိုနေမျိုးမှာထိုင်နေုံနဲ့တည်းအရာအားလုံးပြည့်ပြည့်စုံပါတယ်လို့ပြောဆိုလို့ရပါတယ်ဒီကနေ့လိုနေမျိုးမှာစိတ်ချမ်းသာမှုပျော်ရွှင်မှုတွေကိုရရှိပါလိမ့်မယ်အဲ့တော့အခွင့်အလမ်းကောင်းတွေနဲ့တူသိတာထင်ရှားတဲ့တိုးတက်ပြောင်းလဲမှုတွေအောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာဒီကနေ့မှာလည်းလည်းလေးကယူဆိုင်ပါလို့ပြောမယ်ဆိုတော့ကျမ်းမာရေးပိုင်းနေနေကယူဆိုင်ပေးပါ ကျန်တဲ့အပိုင်းတွေအားလုံးကောင်းနေပါပြီလို့ဟောကြားပေးလိုက်ရပါတယ်ခင်ဗျာ။ဒီအခုလို့ကျွန်တော်တင်ဆက်ဟောပြောပေးနေတဲ့ BD Hostel လေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေများကအဖေပါ comment လေးတွေမှတ်ခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲဒီ season လေးကိုအားပေးကူညီလှည့်ပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။